လုံမင်္ဂလာပါရှင်။ဒီမှာယခင်နေ့တွေကဂျွန်ဘိုဗီရဲ့ attachment theory တွေ့တာမှုဆိုင်ရာ theory အကြောင်းကိုကျွန်မဆွေးနွေးနေတာပါ။အဲ့ဒီမှာဆိုရင်တွေ့တာမှုရဲ့အဓိပ္ပာယ်လေးတွေတွေ့တာမှုအစ်စ်နေဆိုပြီးတော့ကျွန်မဆွေးနွေးခဲ့ပါတယ်။ဒီနေ့မှာလည်းပဲတွေ့တာမှုပုံစံတွေရဲ့အကြောင်းကိုကျွန်မဆွေးနွေးသွားပါမယ်။အဲ့ဒီမှာဆိုရင် attachment style ပေါ့နော်။နံပါတ်တွေ့တာမှုပုံစံတွေအဲ့ဒီမှာ ပထမအဆုံး ပုံစံဒီမှာဆိုရင် ပုံစံလေးမျိုးရှိရယ် secure attachment ဒါလုံခြုံစိတ်စိတ်လုံခြုံစိတ်ချရတဲ့တွေ့တာမှုရှိမယ်နောက်တစ်ခုက anxious attachment ဆိုတာ तू ကစိုးရိမ်စိတ်တည်နေပေါ့နော်ဒါတွေ့တာရဲ့ဥစ္စာနောက်တစ်ခါ avoid and insure attachment तू ကပူပန်တော့ကရင်နေပေါ့နော် တွေ့တာတဲ့ပုံစံနေနောက်တစ်ခုက disorganized insecure attachment ကကြတော့ तू က စိတ်မလုံးကြုံစွာနဲ့တောကတွေဖြစ်နေရတယ်ဒါတွေ့တာမှုတွေဆိုပြီးတော့တွေ့တာမှုပုံစံလေးမျိုးကြောင်းကိုခလေးဆွေးနွေးသွားမှာပါဖြစ်အဲ့ဒီမှာပထမဦးဆုံးအနေနဲ့ကကျမတို့ secure attachment style ဒုံကြုံမှုရှိတယ်လို့ခံစားရတဲ့တွေ့တာမှုပုံစံမှာအဲ့ဒီမှာအဲ့လိုမျိုးပုံစံဆိုလို့ရှိရင်ကလေးတွေကပြုစုစားလျှောက်တဲ့သူတွေထားနေပြီးတော့သူတို့မျှော်လင့်ထားတဲ့တုံ့ပြန်မှုတွေကိုလည်းဘာဖြစ်မလို့ဆိုရင်သူတို့ကရရှိတယ် အပြန်အလှန်ဆက်နွယ်မှုကြီးလည်းရရှိရပေါ့နော်ဒီပုံလေးမှာဆိုရင်မိခင်ကသူ့ရဲ့ကလေးလေးနှစ်ဦးလုံးကိုတကယ်ကိုပဲကျင်ကျင်နာနာနဲ့နှွေးထွေးစွာနဲ့ပေါ့နော်လုံခြုံမှုကိုပြပြဝဝပေးနေတယ်အဲအဲ့လိုပဲဒီအောက်မှာဆိုလဲသူ့ရဲ့အဖိုးရှိမှာပေါ့နော်သူနှစ်ခုဟာကလေးနဲ့အဖိုးနဲ့ဟာလဲတကယ်ကိုပဲချစ်ကြည်စွာနဲ့ပေါ့နော်ချစ်ချင်းမေတ္တာလေးနဲ့နှံဖွဲ့တဲ့ပုံစံလေးပေါ်နေတယ်ဒါမျိုးတွေနဲ့ ပြုစုဆောင်ရှောက်တဲ့သူတွေတန်းနေပြီးတော့ရရှိမယ်ကလေးတွေရရှိမယ်ဆိုလို့ရှိရင်ကလေးတွေလိုလိုချင်နေတဲ့တုံ့ပြန်မှုတွေကိုသူတို့ရရှိနေတယ်။ဒါဆိုရင်အပြန်အလှန်ဆက်တယ်ဆက်တယ်မှုတွေလည်းရရှိလာမယ်။ပျော်ရွှင်တယ်လို့ခံစားမှုတွေကိုရရှိမှာပါတဲ့။သူတို့လိုအပ်တဲ့တုံ့ပြန်မှုတွေကိုရရှိမယ်အပြန်အလှန်ဆက်နွယ်မှုတွေလည်းရှိနေမယ်ဆိုရင်ပျော်ရွှင်နေဆိုတဲ့ခံစားမှုကိုရရှိလာစေမှာပါဒါဆိုရင် ဲ့လိုမျိုးခံစားချက်တွေတုံ့ပြန်မှုတွေသူတို့လိုအပ်တဲ့တုံ့ပြန်မှုတွေကိုလည်းရရှိရဲအပြန်အလှန်ဆက်နွယ်မှုတွေလည်းရှိနေတယ်ဆိုရင်ပျော်ရွှင်မှုတွေခံစားရမယ်။ဒါဆိုရင်ကလေးတွေကသူတို့ကိုယ်သူတို့လုံခြုံတယ်လို့ခံစားလာရမှာပါတဲ့။အဲ့လိုမျိုးလုံခြုံတယ်လို့ခံစားလာရပြီဆိုလို့ရှိရင်တဲ့သူတို့ကကမ္ဘာလောကကြီးထဲမှာရှိတဲ့အကြောင်းအရာတွေကိုစူးစမ်းလေ့လာလို့တဲ့စိတ်တွေ ေပေါ်ပေါက်လာမှာဖြစ်ပါတယ်။အဲလိုမျိုးခုနလိုမျိုးပေါ့နော်သူတို့ရဲ့ကလေးလေးတွေရဲ့လိုအပ်ချက်တွေကိုတုံ့ပြန်မှုတွေရရှိမယ်။အပြန်အလှန်ဆွနယ်မှုတွေလည်းရှိနေမယ်ဆိုရင်သူတို့ဟာကလေးတွေရပျော်ရွှင်မှုတွေခံစားနိုင်ရမယ်။အဲလိုမျိုးပျော်ရွှင်မှုတွေခံစားနိုင်ရတဲ့ဆိုရင်လုံခြုံမှုရှိတယ်လို့လည်းသူတို့စိတ်ထဲမှာရရှိလာမယ်။လုံခြုံမှုရှိတယ်ဆိုတဲ့အသည့်ကိုရရှိလာမယ်ခံစားနိုင်ရမယ်။အဲဒါဆိုရင်ကလေးလေးတွေကကမ္ဘာလောကရေးကြီးထဲမှာရှိတဲ့အကြောင်းအရာတွေကိုစူးစမ်းလေ့လာဖို့သူတို့အသင့်ဖြစ်နေပြီ။စူးစမ်းလေ့လာလို့စိတ်တွေလည်းဖြစ်ပေါ်လာမယ်။ ။တနည်းပြောရရင်တင်ယူဖို့ဆရာထက်တန်လာကြပါမယ်။ဒါဆိုရင်လုံခြုံမှုပေးမှလုံခြုံမှုရှိနေမှကလေးတွေလုံခြုံမှုရှိနေမှသူတို့တွေကတင်ယူဖို့တင်ယူဖို့တင်ယူလို့တဲ့စိတ်တွေဟာဆရာထက်တန်လာကြမှာဖြစ်ပါရဲ့ဆိုတာကိုဒီကပညာရှင်ကြီးကနေပြီးတော့လေ့လာဖော်ထုတ်ထားခြင်းဖြစ်ပါရဲ့။အဲ့ရဒါကတော့ပထမအဦးဆုံးပေါ့နော်တကယ်ကိုအင်မတန်ကောင်းမွန်တဲ့ style မှာပုံစံမှာ စီဂျူအာအတက်ချ်မန့်လုံခြုံမှုရှိရလို့ခံစားရတဲ့တွေ့တာမှုပုံစံဒီလိုမျိုးတွေ့တာမှုနဲ့တွေ့တာနည်းမျိုးနဲ့တွေ့တာတာဟာကောင်းမွန်တဲ့တွေ့တာမှုလည်းဖြစ်ပါလေရှင်။အဲဒါဆိုရင် နောက်ကျမတို့တွေ့တာမှုက၄မျိုးကြောင်းကျွန်မဆွေးနွေးမှာဆိုရင်နောက်တွေ့တာမှုတွေဆက်ပြီးလေ့လာကြရအောင်ပါ။နောက်တစ်ခုကတော့ကြာ anxious attachment style သူကကြာတော့စိုးရိမ်ကြောက်ကြွတွေ့တဲ့တွေ့တာမှုပုံစံ အဲ့ဒီလိုမျိုးစိုးရိမ်ကြောင်ကြတဲ့ Twitter မှုပုံစံဆိုရင်တချို့မိသားတွေကပြုစုစားလျှောက်တဲ့သူတွေကပေါ့နော်အေးလုတ်တွေနဲ့ရှုံနေမယ်အခြားလုတ်တွေလည်းများနေတဲ့သူ့မှာရှုပ်ပွေးနေပြီးရှုံနေပြီးတော့ပေါ့နော်တကယ်အလုတ်တွေအများကြီးလုံနေရတဲ့သူတွေမှာအလုတ်တွေနဲ့ရှုပ်ထွေးပွေလီနေပြီးတော့ပေါ့နော်အိမ်မှာရှိတဲ့အေးလုတ်တွေအခြားလုတ်တွေကြောင့်ကလေးတွေပေါ်မှာကလေးတွေရဲ့လိုအပ်ချက်တွေမျောလင်းတဲ့လောက်ကလေးကလိုအပ်တဲ့လောက်သူလိုအပ်တဲ့လောက်ကို တုံ့ပြန်မှုတွေမပေးနိုင်ဘူး အပြန်လန်ဆက်သွယ်မှုတွေလည်းမပေးနိုင်တဲ့အခါမှာတဲ့ရှိတယ်တချို့မိပါတယ်ဆိုရင်ဒီကဲကဲပါတွေနဲ့ပဲသူတို့ဟိုတို့ထားပေးထားလိုက်တယ်ပေါ့နော်အဲ့ဒီမှာကဲကဲပါခေါင်းပေါင်းပြည့်စုံဆောက်ရှောက်တယ်ဆိုရင်တော့ဟောတော်သေးတာပေါ့အဲ့လိုမဟုတ်ဘဲနဲ့လိုအပ်ချက်တွေရှိသွားမယ်ဆိုရင်ကလေးကလိုအပ်သူလိုချင်တဲ့တုံ့ပြန်မှုတွေအပြန်လန်ဆက်သွယ်မှုတွေမပေးမရရှိတော့ဘူးဆိုရင်ကလေးတွေရဲ့လိုအပ်ချက်တွေကိုမဖြစ်စေပေးနိုင်တော့ဘူးဆိုရင် ြေဝမှုမပေးနိုင်တော့ဘူးဆိုရင်ကလေးတွေမှာဘာဖြစ်လာမလို့ဆိုရင် စိတ်လုံခြုံမှုတွေရော့ကြလာမယ်သူတို့ကိုယ်သူတို့လုံခြုံမှုရှိတယ်လို့မခံစားရတော့ဘူးအဲ့ဒါဆိုရင်စိတ်ပီစီမှုတွေဖြစ်လာပါမယ်ဒီ attachment ဒီက anxious ဆိုတဲ့ attachment ဆိုင်ရတော့တကယ်မကောင်းဘူးပေါ့နော်ဒီလိုမျိုးမဖြစ်အောင်ဆောင်ရွက်ရမှာပါအဲ့လိုမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်စိုးရင်ကြောင်းကြတဲ့တွေ့တာမှုပုံစံတွေဖြစ်လာပြီဆိုလို့ရှိရင်အကျိုးဆက်တွေကစိတ်အလိုမကျတော့ဘူးစိတ်ကိုမထိန်းသိမ်းနိုင်တော့ဘူးစိတ်ဆိုတာကလေးကကို ိုက်ခံတာလိုမျိုးပေါ့နော်လူသားလေးဟာသူစိတ်တို့ကြမကြွအလိုမကြမှုတွေခံစားလာရမယ်သူစိတ်ကူသူထိမ့်သိမ့်နိုင်မှုစွမ်းအားတွေညော့လာမယ်ကတိကတက်လောက်လာမယ်ဟိုဟာမလုချင်တယ်လို့လို့ခိုင်းရင်မလုတယ်လို့လို့ပြောစကားနားမထောင်တယ်လို့လို့အဲ့လိုမျိုးကတိကတက်တွေလောက်တာတတ်တယ်တဲ့နောက်တစ်ခါဒေါသတွေကြီးလာတတ်တယ်ပေါင်းသင်းဆက်ဆက်ရေးပိုင်းမှာအားနေသွားမယ်တဲ့အဲ့ဒါဟာကျမတို့ဘာလို့ဆိုရင်ဒီက ဟိုပေါ့နော်ဆိုရင်ကြောက်ကြလွယ်တဲ့ attachment style နဲ့ဒါဒီတွေ့တာမှုပုံစံနဲ့ကြီးပြင်းလာတဲ့ကလေးတွေပေါ့နော်သူမှဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေပါအဲ့လိုမျိုးအကျိုးဆက်တွေဖြစ်ပေါ်လာတဲ့စိတ်လိုမကြမှုတွေဖြစ်ပေါ်လာမယ်ကို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 စိတ်ကိုမထိန်းသိမ်းနိုင်တော့ဘူးကတိကတက်တွေလှုပ်တက်လာမယ်ဒေါသကြီးတက်လာမယ်ပေါင်းသင်းဆက်ဆံရေးမှာလည်းရောကြလာမယ်ဒီလိုမျိုးပေါ့နော် SS attachment style မျိုးတွေဟာတကယ်တော့မကောင်းပါဘူးဒီလိုမျိုးမဖြစ်အောင်ဒါပြည်သူစားချောက်တဲ့သူတွေကအရေးကြီးတယ်ဆိုတာလေးကိုဆွေးနွေးပြီးချင်းဖြစ်ပါတယ် now style တခုကကြတော့ကျမတို့ avoidant insecure attachment style စိတ်မလုံခြုံမှုပေါ့စိတ်မလုံခြုံမှုကို ဖြစ်စေတယ်အကြောင်းအရာတွေကိုရှောင်ရှားတဲ့တွေ့တာမှု ပုံစံတွေဒါကဘယ်လိုဖြစ်ပေါ်လာမလို့ဆိုရင်တချို့မိဘတွေဒါမှမဟုတ်ပြည်သူစားချောက်တဲ့သူတွေဟာတဲ့ ကလေးတွေရဲ့ခံစားမှုတွေကိုတုံ့ပြန်ခံစားပေးမှုအားနည်းတတ်လာမယ်အားနည်းတယ်အားနည်းတတ်တယ်လို့ပါတိပါတာနေရတာမျိုးတွေလည်းရှိလာရတယ်ကလေးရဲ့လိုအပ်ချက်တွေကိုတုံ့ပြန်မှုတွေမပေးနိုင်ဘူးတုံ့ပြန်မှုပြပြဝဝမပေးနိုင်ဘူးလိုအပ်ချက်တွေရှိနေမယ်အားနည်းနေမယ်ဆိုရင်ကလေးတွေဟာဘာဖြစ်လာမလို့ဆိုရင်အပြန်အလှန်ဆက်သွယ်မှုတွေလည်းအားနည်းသွားပြီးတော့သူဟာဖာတိပါတာပဲတယောက်တည်းသွားပြီးတော့နေတတ်တဲ့ပုံစံမျိုးတွေဖြစ်ပေါ်လာမယ် ကလေးဘက်ကလည်းတဲ့ဘလို့ထင်ခံစားရမလို့ဆိုလို့ရှိရင်သူတို့ကိုပစ်ထားတယ်လို့ခံစားလာရမယ်။အဲ့ဒီအခါမှာကလေးတွေကအထီးကျန်ဆန်းလာမယ်။အဲ့လိုမျိုးအထီးကျန်ဆက်လာတဲ့တပြိုင်တည်းလည်းဘာဖြစ်လာမလို့ဆိုလို့ရှိရင်ဒါဟိုသူတို့ရဲ့လုံခြုံမှုပေါ့စိတ်မလုံခြုံမှုတွေဖြစ်ပေါ်လာမှာပေါ့နော်စိတ်လုံခြုံမှုမရှိတော့ဘူးလို့ခံစားလာရမယ်အဲ့ဒီခါမှာတဲ့မိဘတွေသုံးဖို့ပြုစုဆောင်ရှောက်တဲ့သူတွေကိုဘာဖြစ်လာမလို့ဆိုရင်ညှင်းပယ်တဲ့အပြုမှုတွေပြုမှုလာမယ်တဲ့ နောက်တော့ကသူ့ဘာသူတူးတဲ့ပြီးတဲ့ညီသွားနေတဲ့အလေးထားတွေတော့ပျော်ရွှင်နေတဲ့ပုံစံမျိုးခမခန်းစားရတော့ဘူးတကယ်ကိုပဲမှိုင်တွေးနေမယ်နောက်တော့ကလူတွေနဲ့ဖာတိဖာတာနေတတ်တဲ့အနေထားတွေဖြစ်ပေါ်လာမယ်တဲ့နောက်တော့ကပြည့်စုံဆောင်ရောက်တဲ့သူနဲ့ဒဇိမ့်နေရဲ့ကြားမှာနှစ်သက်မှုမနှစ်သက်မှုကိုလည်းမပြတတ်တော့ဘူးတဲ့တကယ်ဟိုဆောင်ရှားမှုလုံးကြုံစိတ်ချမှုရတဲ့ situation attachment style မျိုးဆိုရင်တော့သူဒီ stranger တွေပေါ်မှာသူ the နှစ်သက်တယ်မနှစ်သက်ဘူးဆိုတာကိုသူတို့ကပြတယ်ပေါ့နော်ဒီလိုမျိုးပေါ့နော်အခုလိုမျိုး style ပေါ့နော် insecure attachment style ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်ကြတော့သူတို့ကဒီသူတို့ရဲ့မနှစ်သက်တာတွေကိုလည်းမပြတတ်တတ်ဘူးမနှစ်သက်တာကိုလည်းမပြတတ်တတ်တော့ဘူးပေါ့နော်သူတို့ကအဲ့လိုမျိုးကိုယ့်ရဲ့မနှစ်သက်တာနှစ်သက်တာကိုပြတတ်မှုတွေအားနည်းလာမယ်ပေါ့နော်နောက်တစ်ခါစိတ်ဖိစီးမှုတွေကြောင့်ကြောက်လန့်မှုတွေဖြစ်ပေါ်လာမယ်မကြောက်ရမယ့်အရာကိုလည်းသူတို့ကြောက်လန့်တတ်သွားမယ်ကြောက်လန့်တဲ့အမှုရာတွေဖြစ်ပေါ်လာမယ်ဒါကဘာလို့လဲဆိုလို့ရှိရင် avoidant insecure attachment style ဆိုတဲ့စိတ်မလုံခြုံမှုကိုဖြစ်စေတဲ့အကြောင်းအရာတွေကိုရှောင်ရှားဒီနေစေတဲ့ရှောင်ရှားတဲ့အပြုအမူတွေ့တာမှုပုံစံတွေဖြစ်ပေါ်လာတာပါအဲ့လိုမျိုးပုံစံတွေကလည်းကျွန်တော်တို့ဒီဟာတွေ့တာမှုပုံစံတွေတည်းကနေပုံစံတစ်ခုပါပဲနောက်တစ်ခုကကြာတော့ဘာလို့ဆိုရင် disorganized insecure attachment style သူကကြာတော့စိတ်မလုံခြုံမှုကြောင့်ဗျံပရာဖြစ်စေတဲ့တွေ့တာမှုပုံစံမှာ စိတ်မှမလုံခြုံမှုဆိုရင်တေးကြတယ်သူ့ရဲ့စိတ်ထဲမှာဗယံပရာကြီးဖြစ်ပေါ်နေတော့မယ်ဘလို့ခြေနေမျိုးတွေမှာလို့ဆိုရင်မိပါဒါမို့ရင်ပြုစုဆောင်ရှောက်တဲ့သူတွေကရင်တီးတဲ့ရိုင်းဆိုင်တဲ့စကလုံးနေနဲ့ပေါ့ကလေးနဲ့မလွန်ညီအောင်အာအော်လိုက်ခလိုက်တာရိုင်းနဲ့တာစသည်ဖြင့်ပေါ့နော်ကလေးကိုကြောက်ရွံ့သွားအရန်ရန်ကြောက်ရွံ့သွားထိတ်လန့်စရာအပြုအမူတွေနဲ့ကလေးကတိရှိလိုက်ရမယ်သူ့ကိုယ်သူကိုဘယ်လိုပြောမလို့ပြု ကလေးကမြင်တွေ့ရုံနဲ့ကိုဒီလိုမျိုးခံစားရတာပါကလေးကိုမရိုက်ရိုက်မှမဟုတ်ဘူးကလေးကတခြားသူရိုက်တာကိုမြင်ရရင်လည်းခုလိုပဲဒါသူ့မှာထိတ်လန့်စေထိတ်လန့်သွားစေမှာပါနောက်တကတခြားသူတွေ order hit ထန်းစူတာငေါထားတွေကိုကြားရတဲ့အခါမှာလည်းသူတို့ထိတ်လန့်လာမယ်အဲ့လိုမျိုးကလေးရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှမျိုးလုံးကိုပေါ့နော်ခုနလိုမျိုးဘေးက order hit ထန်း အာဆူရငေါထားတွေကလည်းကလေးကိုစိတ်ပိုင်းဆိုင်ရာအနေနဲ့ထိခိုက်တယ်လို့ပဲကလေးကိုလုံလို့ရှိလို့ရှိရင်လည်းကလေးမှာရုပ်ပိုင်းဆိုင်ရာအနေနဲ့ထိခိုက်ပါတယ်အဲ့လိုမျိုးပေါ့နော်ကလေးကိုရုပ်ပိုင်းရောစိတ်ပိုင်းရောနှမျိုးလုံးနာကျင်အောင်ဆက်ဆံတတ်ကြရဲ့မိဘတွေကတော့ဒီမလိုမြမမှုနယ်ပယ်မှာဟိုပြုပြင်ပြောင်းလဲရမှာကြီးလေဟိုအိုးကောင်းညင်ပါတယ်လက်ခတ်ကောင်းမှအိုးကောင်းတယ်ပေါ့နော် အဲနတ်ကငချောက်ပြားပုံမြင်နေတယ်ဒါကောင်းစေခြင်းလို့ပဲဆိုရဲအဲကောင်းစေခြင်းလို့ဆိုတဲ့ပုံစံတွေကတကယ်ကိုပဲလိုအပ်ချက်တွေနဲ့ဟိုအများကြီးကိုမှားယွင်းနေရတူပြောရမှာပါအဲပုံမှန်နေနေပြောရမယ်မှားယွင်းနေတာပါဟိုအဲ့လိုမျိုးနည်းတွေနဲ့ပေါ့နော်ဒီ mental ဘိုင်းက physical စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာကိုထိခိုက်နာကျင်အောင် လုပ်ပြီးဆုံးမတယ်ဆိုတာဆုံးမတဲ့နည်းတွေကမှားနေတာပါအဲ့ဒီနည်းလမ်းတွေကို ပြင်မှုလိုအပ်ပါတယ်အဲ့လိုမျိုးဆိုရင်သူတို့ကနာစိတ်ပိုင်းရောရုပ်ပိုင်းရောနာကျင်သွားတယ်နှမျိုးလုံးနာကျင်အောင်ဆက်ဆံတတ်ကြတယ်အဲ့လိုဆက်ဆံသွားရင်ဘာဖြစ်သွားမလို့ဒီကလေးတွေကစိတ်တွေရှုပ်ထွေးသွားမယ်ကြောက်လန့်သွားမယ်ဝမ်းနွဲပူဆွေးမှုတွေဖြစ်လာမယ်မိမိကိုယ်ကိုတန်ဖိုးထားမှုတွေရောကြလာမယ်ဒေါသထွက်မယ်စိုးဝါးတဲ့အကြက်တဲကိုရှင်းဆိုင်လာရတယ်အဲ့ဒီအခါမှာကိုယ့်ရဲ့မိသားစု ကိုရဲ့ဒီပေါ့နော်ကိုပြုစုဆောင်ရှောက်ပေးနေတဲ့သူကဒီလိုမျိုးတွေပြုမှုတဲ့အခါမှာမဖြစ်သွားတော့ဆိုရင်ကလေးတွေကတခြားဒဇိန်းတွေပေါ့ချင်းကပ်ပြီးတော့စိတ်လုံခြုံမှုရှာဖွေတတ်ကြတယ်ဟိုဒါကျမကတော့ဒီ style လေးကိုပြောနေလို့ပါတကယ်ကိုအရွယ်ရောက်တဲ့ကလေးတွေမှာဖြစ်ပေါ်လာတဲ့ပုံစံတွေပေါ့နော်မလျော်ညီတဲ့ပုံစံတွေဖြစ်ပေါ်နေဆိုတာသူတို့ကိုငငယ်ကလေးတွေကဒီလိုမျိုး situation attachment ဆိုတဲ့စိတ်လုံခြုံမှုရှိတဲ့တွေ့တာမှုပုံစံတွေမပြီးခဲ့လို့ ဟိုအဲ့လိုမျိုးပေါ့နော်သူတခြားသစိမ့်တွေအပေါ်မှာတွေ့တာမှုလို့ချင်းကပ်ပြီးတော့စိတ်လုံးကြုံမှုကိုရှာဖွေတာတကယ်ဒါမိမိရဲ့မိသားစုအတွင်းရမိမိရဲ့ဒီအုတ်ထင်းသူတွေနဲ့ဒါပြုစောင့်ရှောက်တဲ့သူတွေရတာစိတ်လုံးကြုံမှုကိုရရှိအောင်ပြီးခဲ့မယ်ဆိုရင်အဲ့လိုမျိုးပေါ့နော်မကောင်းတဲ့ဟွာတွေပုံစံတွေဖြစ်ပေါ်လာမှာမဟုတ်ပါဘူးအဲ့တော့ကြာတော့ခဏကြီးမှဆွေးနွေးသွားတဲ့ပုံစံတွေထဲမှာဆိုလို့ရှိရင်ဒါစိတ်လုံးကြုံမှုကိုရရှိစေတဲ့ပုံစံတွေရှိတယ် အဲ့လိုမျိုးသူတို့ရဲ့လိုအပ်ချက်တွေကိုအချိန်နဲ့တပြေးညီပေါ်တော့တုံ့ပြန်ပေးတယ်အပြန်အလှန်ဆက်သွယ်မှုတွေပေးတယ်ဆိုရင်သူတို့ကစိတ်တည်လို့စိတ်လုံခြုံမှုတွေရှိလာမယ်ပျော်ရွှင်လာမယ်အဲ့ဒါဆိုလို့ရှိရင်ပျော်ရွှင်လာမယ်စိတ်လုံခြုံမှုလည်းရှိလာပြီဆိုရင်သူကမ္ဘာလောကကြီးရဲ့ဟိုထွက်ပြီးတော့ကမ္ဘာလောကကြီးကိုသူစိတ်ဝင်စားမယ်အဲ့လိုစိတ်ဝင်စားလာတဲ့တပြိုင်နက်တည်းတနည်းပြောရရင်ကျမတို့ဒီနားလည်အောင်ပြောရမယ်ဆိုရင်ဒါ သူတို့တင်ယူလူစိတ်တွေအများကြီးဖြစ်ပေါ်လာမယ်။ဒါဆိုတာတကယ်ကိုသူစိတ်လုံးကြုံမှုတွေရှိလို့တင်ယူလူတင်ယူလူစိတ်တွေကအများကြီးဖြစ်ပေါ်လာတာ။အဲ့လိုမဟုတ်ဘဲနဲ့ခုလိုမျိုးပေါ့နော်ဒီမှာဆိုရင် disorganized ဆိုလို့ရှိလို့ရှိရင်သူကဗျံပနာတွေ့တာရဲ့ပုံစံလေးဆိုလို့ရှိရင်သူတို့ကိုနာကျင်အောင်စိတ်ပိုင်းဆိုင်ရာ ုပ်ပိုင်းဆိုင်ရာကနာကျင်အောင်လုပ်မယ်ဆိုလို့ရှိရင်သူတို့တွေဟာစိတ်တွေရှုပ်ထွေးသွားမယ်ကြောက်လန့်မှုတွေဖြစ်လာလာမယ်ဝမ်းနည်းမှုတွေပူဆွေးမှုတွေမိမိကိုယ်ကိုတန်ဖိုးထားမှုတွေရောကြသွားမယ်ဒေါသထွက်မယ်စိုးရွားတဲ့အကြက်တဲကိုရင်ဆိုင်လာမယ်ဒါဆိုရင်တခြားသူတွေအပေါ်မှာချင်းကပ်ပြီးတော့စိတ်လုံခြုံမှုတွေကိုရှာဖွေးလာမယ်ဒါဆိုရင်မကောင်းတဲ့တွေ့တာမှုပုံစံတွေဖြစ်ပါတယ်ကျွန်မယနေ့ဆိုမှဆိုရင်တွေ့တာမှုပုံစံနဲ့၃၄မျိုးအကြောင်းကိုဆွေးနွေးသွားတယ်အဲ့၄မျိုးထဲမှာပထမအကောင်းဆုံးကတော့ စီဂျူအာအတက်ချ်မန့်စတိုင်အားအကောင်းဆုံးပါပဲသူကလေးတွေကိုစိတ်လုံခြုံမှုရှိအောင်ပေးရမယ်အဲ့လိုမျိုးစိတ်လုံခြုံမှုရှိအောင်ပေးမှာပဲပေးတဲ့အခါမှာလည်းသူတို့ရဲ့လိုအပ်ချက်တွေကိုတုံ့ပြန်မှုပေးရမယ်ပြန်လည်ဆက်သွယ်မှုတွေပေးနေရမယ်အုပ်ထင်းသူတွေပြုစုပြောင်းထောင်တဲ့သူတွေအနီးကစောင့်ရှောက်တဲ့သူတွေပေးရမယ်အဲ့လိုပေးရင်သူတို့တွေကတည်ယူလိုစိတ်တွေအများကြီးဖြစ်ပေါ်လာမယ်ဆိုတာကိုကျွန်မယဉ်ကျေးဆွေးနွေးပေးသွားရင်ဖြစ်ပါတယ်နောက်နေ့မှလည်းပဲကြံ့ရှိနေတဲ့အကြောင်းအရာလေးတွေကို ဆက်လက်ဆွေးနွေးပေးသွားပါအောင်မယ်လို့ပြောကြရင်းနဲ့ကျမရဲ့ဆွေးနွေးချက်ကလေးကိုဏီကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။